င်လာတော်ရစလာမောလေတူရှောင်းလမ်းရေတချိန်မှာတင်းမြာစောတွေတခါချုံကြိုက်တဲ့ခါဘယ်လိုဟာဘယ်နေရာမှာချိုးရေအမောင်ခွေဆောင်ချင်းသွားငယ်ရေ ေရင်နဲ့တွေ့မြန်းလုံးနာမြင်သာငါကညေးပေးဆမဲ့သူပါဒီကလာကြီးဟာပူရှိပြတဲ့မြေရန်ဝဲရှိမှာဒီလူသားတော်တနေရာစီလေကာကွယ်ပေးမယ်ရစစရာသူရဲ့ဟောင်းတွေ နေထိုင်လာဒေါ်ရစလာမောလေတူရှောင်းလိုင်းရဲ့တချိန်မတီမီယာဆိုးရဲတခါချုံကြိုက်တဲ့ခါဘယ်လိုအပင်နေရမှာချိုးရဲမောင်ခွေဆောင်ကျင်းသွားရဲ့ ရင်နဲ့တွေ့ပြလို့မမြင်ပါငါကရေးပေးစမေးသူပါ So thank you ma ကြံချပါရိုက်တယ်ဘာကောင်းရဲ့ဘဝပမာကျေလို့ရင်နဲ့ပေးစရှိမမို့တဲ့သာသာတဲ့တဲ့လုံးတော့ပိုင်ရှင်ဘယ်ရောက်တွေ့ မပေးဆချင်ချေခွဲခြင်းတွေရင်အင်းဆိုင်လာချိန်မှာစိုးထိတ်ခြင်းမရှိပါပိုင်ဆိုင်တဲ့တတ္တိစွန်စားမှုတွေဟာဒုဗဝတာဝန်မှာသစ္စာသီးတာငါတို့အသက်ပါယင်မခံယူကဆောင်ထိတ်မြဲတာခိုင်မာပြီးစွန်လွတ်ဒိတ်တန် llega a pesar soledad mi llan llaga tué te sa tou pian jenga mia de se ba ma mi llan llaga tué te sa la vi maro di mi llan llaga tué te sa ောင်းပြန်ခြင်းကများဒဇင်ပမာမိလျံကြာကသွေးတစ္စာလာပြီးမာရော ာရီယမပေးဆချင်းကြည်ခွေခြင်းတွေရဲ့ရင်ဆိုင်လာချိန်မှာစိုးထိတ်ခြင်းမရှိပါပိုင်ဆိုင်တဲ့တတိစွန်စားမှုတွေဟာဒူဘဝရဲ့တာဝန်ပါသစ္စာဒီတာငါတို့အသက်ပါယမခံယူကဆောင်းထိတ်မြဲတာခိုင်မာပြီးစွန်လို့အဓိဋ္ဌာန် llega tesa soledad mi llaga tue tesa tau pian jin ga mya de sin ba ma mi llaga tue tesa la vi naro di mi llaga tue tesa Bauru de vir. caminho.

ချက်ချင်းတော့ပြတ်နေရှိပါဘူးဒီကျဲတဲ့ပေးရတာဒီရတော့ပြတ်နေလေနေနေရှိခဲ့ပြီပစ္စာလေးကြူးတိတ်ရက်ကာဒီစီမံတဲ့တော်ဒီကိုသေးရမည် ကွာရည်ဒီမောင်ရဲ့စိတ်သာပြီးတော့မှာကို ေဌာနဦးစီးမှုဦးအောင်ဆွေဝင်းရဲ့ဦးဆောင်မှုနဲ့တကိနေမနက်ပိုင်းမှာပသိမ်မျိုးအမတ်ဆက်နေရက်ွက်ရှိလေးကျွန်းရံအောင်ဖောင်းတော်စီတော်မှာစုပေါင်းလို့အားဒါနာပေးပွဲကိုဆောင်ရွက်ပါတယ်အဲ့လိုဆောင်ရမှာ တိုင်းဒေသကြီးမိသက်ဦးစင်မှုညွှန်ကြားရင်မှုဦးအောင်စေဝင်းဒုတိယတိုင်းဒေသကြီးမိသက်ဦးစင်မှုဒုတိယညွှန်ကြားရင်မှုဝက်ကိုဦးပသိန်းခရိုင်မိသက်ဦးစင်မှုလက်ထောက်ညွှန်ကြားရင်မှုဦးကျော်သူရဦးဆောင်ပြီးတန်နေတဲ့အရင်မိသက်တပ်ဖွဲ့ဝင်120ဦး မိသားစုစည်းရုံးရေးနဲ့စီကံထိန်းသိမ်းရေးကော်မတီဝင်30ဦးစုစုပေါင်းအင်အား150ဦးတို့နဲ့ပြုလုပ်ဆောင်ရွက်ပါတယ်မိသက်ဦးစီးဌာနမှာတန်နေနဲ့အရင်မိသက်တပ်ဖွဲ့ဝင်များကဇေယျတော်နဲ့ရင်ပြင်းတော်တို့ကိုရေးသက်ပေးခြင်း၊ဖျားဝွန်တွင်ခြုံလင်းများကိုရှင်းလင်းခြင်းများဆောင်ရွက်ပြီးမိသားစုစီရင်ရေးနဲ့စီကံထိန်းသိမ်းကော်မတီဝင်များကဖျားဝွန်တွင်ဖျားပန်းများကပ်လှူခြင်း၊ဓမြစည်းလဲခြင်းများကိုဆောင်ရွက်ပါတယ်။ အဲဒီနောက်တိုင်းဒေသကြီးမိသက်ဥစည်းမှုနဲ့ဒုရီယာတိုင်းဒေသကြီးမိသက်ဥစည်းမှုတို့မှာစွန်းတော်ပန်းရီချန်တို့ကိုစက်ကက်လူတန်းချင်းကို ဆောင်ရွက်ခဲ့တယ်လို့တတင်းရရှိပါတယ်ခင်ဗျာ။ အေရီတိုင်းဒေသကြီးဝင်ကြီးချုပ်ဦးတင်မဝင်းနဲ့တိုင်းဒေသကြီးဝင်ကြီးများဟန်89နှစ်မြောက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့နေကိုကြိုဆိုခုံပြုသောအဖြစ်တိုင်းဒေသကြီးမိသက်ဦးစီးမှုရုံးကဒီကနေ့မနက်ပိုင်းမှာပသိမ်မျိုးအမှတ်လေးရက်ွက်ပသိမ်ပြည်သူစင်းရုံကြီးမှစူပေါင်းသွေးလူတံပွဲကိုကြည့်ရှုအားပေးပါတယ် အဆိုပါစူပေါင်းသွင်းလူတန်းချင်းအခမ်းအနားကိုတိုင်းဒေသကြီးဝင်းကြီးချုပ်ဦးတင်မောင်ဝင်းနဲ့တိုင်းဒေသကြီးဝင်းကြီးများကတိုင်းဒေသကြီးမိသက်ဦးစီးမှုညွန်ကြားရေးမှုနဲ့ဒုတိယတိုင်းဒေသကြီးမိသက်ဦးစီးမှုတို့ကဦးဆောင်မှုဖြင့်တန်တေနဲ့အယံမိသက်တပ်ဖွဲ့ဝင်30ဦးတို့မှသွေးလူတန်းနေမှုကုန် တိုင်းဒေသကြီးဝင်းကြီးချုပ်နဲ့တိုင်းဒေသကြီးဝင်းကြီးများကကျေးဇူးအားပေးပြီးအချို့ရင်ချက်ဦးငပြောသည်အားစေစတဲ့ဖြည့်ဆွတ်အစားအစာနဲ့စေဝါများလှူ ရန်ပေးအပ်ပါတယ်အလားတူ89နှစ်မြောက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့နေကိုကြိုးစုံခုံပြုသောအပြင် AI တိုင်းဒေသကြီးမိသက်ဦးစီမှုညွှန်ကြားရေးမှုနှင့်ဒုတိယတိုင်းဒေသကြီးမိသက်ဦးစီမှုဒုတိယညွှန်ကြားရေးမှုတို့ကဦးဆောင်ပြီးဒီကနေ့မနက်ပိုင်းမှာပသိမ်မျိုးနယ်မြေကန်စိတ်တန့်ရင်မှာမိသက်တပ်ဖွဲ့ဝင်20ဦးတို့မှစူပေါင်းသွင်းလူတန်းချင်းကိုပြုလုပ်ကြပါတယ်။ အဆိုပါစူပေါင်းသွင်းလူတိုင်းချင်းခန္ဓာကိုယ်အနောက်တောင်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများကတင်ရောက်ကြည့်ရှုအားပေးပြီးစူပေါင်းသွင်းလူတန်းနဲ့တန်တေနဲ့အယံမီတက်တပ်ဖွဲ့ဝင်20ဦးကိုအချို့ရင်ချက်ဦးငပြောသည်အားစေစားတဲ့အင်အားဖြင့်အစားအစာနဲ့စေဝါများလူရန်ပေးအပ်ပါတယ်။အေယာယူတိုင်းဒေသကြီးမီတက်ဦးစီးမှုရုံမှ89နှစ်မြောက်မြန်မာနိုင်ငံမီတက်တပ်ဖွဲ့နေ့ကိုကြိုဆိုခုံပြုသောအားဖြင့်တန်တေနဲ့အယံမီတက်တပ်ဖွဲ့ဝင် စုစုပေါင်း 50ဦးကစူပေါင်းသွင်းလူတန်းခဲ့ကြတယ်လို့သတင်းရရှိပါတယ်ရှင်။အမှတ်လေရွက်အေယာရှိဝါခမ်းမမှာကျင်းပတဲ့89နှစ်မြောက်မြန်မာနိုင်ငံမိသားတက်ဖွဲ့နေခန္ဓာကိုတက်ရောက်အားပေးပါတယ်။ခန္ဓာမှာတက်ရောက်လာကြတဲ့ဧည့်သည်တော်များကမလ28နှစ်ကဖြစ်ပွားခဲ့တဲ့အလွန်ပြင်းထန်တဲ့မန္တလေးရင်ကြီးကြောင်းထိခိုက်ဒေဆုံးခဲ့တဲ့ပြည်သူများအတွက်ဝမ်းနည်းခြင်းထိမ့်မဲ့ဖြင့်တမိနစ်ခန့်ညင်သက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကအမှာစကားပြောကြားပါတယ်။ ဆက်လက်ပြီး89နှစ်မြောက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့နေဂုံပြူဗီဒီယိုမှတ်တမ်းပြသခြင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ကပြည်သူ့ဝန်ထမ်းကောင်း30ရရှိသူကိုဂုံပြူမှတ်တမ်းလာချီးမြှင့်ခြင်းတာဝန်ရှိသူတို့ကမိဘေးချုပ်တင်ကာကွယ်ရေးအကောင်ဆုံးဆောင်ရွက်နိုင်ခဲ့တဲ့ဇလုံမျိုးနယ်ကိုဂုံပြူမှတ်တမ်းလာချီးမြှင့်ခြင်းတိုင်းဒေသကြီးလုံခြုံရေးနှင့်နေဆဲရေးဝန်ကြီးကဘိုးအဆင့်စံပြမိသက်စခန်းတတိယဆုရရှိတဲ့မိုးပင်မျိုးနယ်မိသက်စခန်းကိုဂုံပြူစုချီးမြှင့်ခြင်းတို့ကိုဆောင်ရွက်ကြပါသည် အဲ့နောက်ဧည့်သည်တော်များကခင်ချင်းပြသထားတဲ့မြင်းငိမ့်သက်ရေလုပ်ငန်းသုံးပစ္စည်းများနဲ့ရှားဝေးကဲဆေးလုပ်ငန်းသုံးပစ္စည်းများကိုကြည့်ရှုစစ်ဆေးခဲ့ကြတယ်လို့တရင်ရရှိပါရခင်ဗျာ 89နှစ်မြောက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့နေအခမ်းအနားကိုဗတ်သိမ်မြို့အေယာရွှေဝါခမ်းမမှာမေလ9ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။အေယာဝီတိုင်းဒေသကြီးအတွင်မှာတန်နေမိသက်တပ်ဖွဲ့ဝင်1180နဲ့အယံမိသက်တပ်ဖွဲ့ဝင်9340ကျော်နဲ့မိသက်ရင်ဆက်262စီရှိတယ်လို့သိရပါတယ်။တရင်အပြည့်စုံကိုပသိမ်တရင်ဌာနခွဲကအခုလိုပေးပို့ထားပါတယ်ရှင်။ မေလ9ရက်နေ့ဟာမိဘပြည်သူများရဲ့အသက်အိုးအိမ်ဥစ္စာပစ္စည်းများကိုမိဘအန်တရဲနဲ့အခြားသောဘေးအန်တရဲအမျိုးမျိုးကနေခေအဆက်ဆက်ကောက်ွယ်ဆောက်ရှောက်ပေးပြီးတမိုင်းကုန်ဒရအစင်လာကြီးမောင်းစွာရပ်တည်ခဲ့တဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့89နှစ်မြောက်မိသက်တပ်ဖွဲ့နေပဲဖြစ်ပါတယ်။ရောက်တဲ့ဒေသကြီး89နှစ်မြောက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့နေအခမ်းအနားကိုမေလ9ရက်နေ့ကပသိမ်မြို့အရာရှိဝါခန့်မှမှာကျင်းပပြုလုပ်ခဲ့ရာရောက်တဲ့ဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်ဝင်ကြီးများဌာနဆိုင်ရာများမိသက်တပ်ဖွဲ့ ဝင်များတက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့89နှစ်မြောက်ဖြစ်တာနဲ့အညီပေါ့ကျွန်တော်တို့မိသက်တပ်ဖွဲ့ရဲ့ပြည်သူလူထုအပေါ်မှာအကျိုးပြုလုပ်ငန်းတွေလုပ်တာတွေနော်ဒီတနှစ်တာကာလအတွင်းမှာအစွမ်းစမ်းတမန်ဆောင်ရွက်ခဲ့တဲ့မိသက်တပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့ကုန်ပြူတဲ့အခမ်းအနားကြီးလည်းဖြစ်ပါရခင်ဗျာကျွန်တော်တို့ AO တိုင်းကြီးမှာတော့ကျွန်တော်တို့တန်တေမိသက်တပ်ဖွဲ့ဝင်ရ1180ဦးရှိပြီးတော့အရင်မိသက်တပ်ဖွဲ့ဝင်များက9340ကျော်ရှိပါရခင်ဗျာမိသက်ရင်ဆက်အပြင်တော့ကျွန်တော်တို့ AO တိုင်းကြီးမှာတော့262စီရှိပါရခင်ဗျာ ျွန်တော်တို့အေရဝတီတိုင်းကြီးမှာရှိတဲ့မိသက်တပ်ဖွဲ့ရှာဝေကစေးတပ်ဖွဲ့ဝင်တွေကပြီးခဲ့တဲ့ကျွန်တော်တို့မြင်းကလေးမှာဖြစ်တဲ့ဒီငလေးမန္တလေးနဲ့ကျွန်တော်တို့ဒီနေပြည်တော်မှာလည်းတွားရောက်ပြီးတော့ကုညီကစေးချင်းလုပ်ငန်းတွေဆောင်ရွက်ပြီးခဲ့ပါတယ်ခင်ဗျအေရဝတီတိုင်းဒေသကြီးအနေနဲ့ဒီတဘောဘေးအပါဝင် ရေဘေးလေဘေးငလင်းဘေးစတဲ့အချားမတော်တဆမှုတွေဖြစ်ပွားလို့ရှိရင်လည်းအလင်းမြန်အရှာဝေကေဇေးကြီးဆောင်ရွက်နေတဲ့အတွက်ကျွန်တော်တို့အင်အား1096ဦးအသင်းစုဖွဲ့ဖွဲ့စည်းပြီးတော့၄ကျင့်ပြင်ဆင်လျက်ရှိပါတယ်ခင်ဗျာ။ဘယ်လိုမျိုးတော့ ေးအနေနဲ့အပြင်ပေါ့လေတော့အခြားကဘေးအနေနဲ့မျိုးမျိုးတော့ဘေးနဲ့ပြုစင်ကြတော့ဉာဏ်ဆန်ပါနဲ့ကျွန်တော်တုတ်ပြန်လို့ဒီနိုင်မှုတွေကျွန်တော်ဆောင်ရွက်ရှိပါတယ်ရောက်တန်းနေသားချင်းမိသားတက်ဖွဲ့အနေနဲ့မိငိတ်တက်ရဲ့အပြင်တဘာဝဘီယန်တွေကြာရောက်လာပါကရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုစွန့်ရည်ပြေဝစွာတုတ်ပြန်ဆောင်ရွက်နိုင်ရန်အတွက်လေ့ကျင့်ကအသင့်ဆောင်ရွက်ထားတယ်လို့သိရပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနကပြုပို့ထားပါတယ်ရှင်